မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ26ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ထောင်ချခံရတဲ့ရှမ်းပြည်တောင်ကြီးမြို့အခြေဆိုင်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမူဟောင်းဗိုလ်ချုပ်လှမိုးအပါဝင်စစ်ဗိုလ်ချုပ်၅ဦးရဲ့ပိုင်ဆိုင်မှုများကိုစစ်ကောင်စီကချိတ်ပိတ်သိမ်းဆီးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်တရုတ်နိုင်ငံကူမင်းမြို့မှာမေလ14ရက်နေ့နဲ့15ရက်နေ့ကပြုလုပ်တဲ့၅ချိန်မြောက်ဟိုင်ကင်ဆွေးနွေးပွဲအပြီး ကြားဖြန့်ခေါင်းစဉ်နဲ့ဖမ်းဆီးထားတဲ့စစ်ဗိုလ်ချုပ်၅ဦးကိုနှစ်ရှိထောင်ဒဏ်များချမှတ်ကအခုလိုမျိုးပိုင်ဆိုင်မှုများကိုစစ်ကောင်စီကချိတ်ပိတ်သိမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ပိုင်ဆိုင်မှုတွေကိုချိတ်ပိတ်သိမ်းဆီးဖို့အမိန့်ချထားပါဗျ။ဘာတွေကိုသိမ်းလဲဆိုတာတော့တည်တည်ချာချာမသိရသေးပါဘူးလို့စီရေးသတင်းအရင်းမြစ်ကပြောဆိုထားပါဗျ။စစ်ကောင်စီကတောင်ကြီးမြို့အခြေစိုက်ရှေးပိုင်းတိုင်းစစ်ဌာနချုပ်ရပါခတိုင်းမှုဗိုလ်ချုပ်လှမှုကာကွယ်ဒူးဝန်ကြီး ဘိုးချုပ်အောင်လင်းထွန်းမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မပခတိုင်မူဘိုးချုပ်စိုးလိုင်လောက်ကိုင်းဒါကဆာမူဘိုးချုပ်ဇော်မင်းတို့ကိုထောင်ဒဏ်၁၀နှစ်စီချမှတ်ထားပြီးတော့ဘိုးချုပ်လှမြင့်စိုးကိုတော့ထောင်ဒဏ်၅နှစ်ချမှတ်ထားခြင်းဖြစ်တယ်လို့သိရပါတယ်ဘိုးချုပ်လှမိုးရဲ့ပိုင်ဆိုင်မှုတွေကိုစရင်ပြုစုဖို့ညွှန်ကြားလို့နေပြည်တော်ကိုပို့ထားတယ်လို့တောင်ကြီးမြို့အခြေစိုက်ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးရဲ့သတင်းအရင်းမြစ်ကပြောဆိုထားပါတယ်တောင်ကြီးမြို့အခြေစိုက်ရပခတိုင်မူဘိုးချုပ်လှမိုးကိုကြားဖြတ်ခေါင်းစဉ်တက်ပြီးတော့ယာတို့ကနေဖြုတ်ချပြီး ပြီးခဲ့တဲ့ဇန်နဝါရီလကအရန်အင်အားကိုပို့ထားရကနေပြီးတော့ဖမ်းဆီးပြီးထောင်ဒဏ်10နှစ်ချမှတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်စစ်တပ်ကတော့အပစင်39ဆင်းဗိုလ်ချုပ်လှမှုဟာပြီးခဲ့တဲ့2023ခုနှစ်ဒီဇင်ဘာလ17ရက်နေ့ကထုတ်ပြန်တဲ့ EU ရဲ့ထပ်တိုးပိတ်ဆို့မှုမှာစရဲမှာပါဝင်သူဖြစ်ပြီးတော့ကရင်နေပြည်စစ်စင်ရေးများအတွင်မှာအရက်သားများကိုတပ်ဖြတ်မှုဖြစ်စဉ်များအထွတ်တာဝန်ရှိသူအဖြစ်နဲ့စွပ်စွဲခံထားရသူဖြစ်တယ်လို့သိရပါတယ်လက်ရှိရပခတိုင်းမှုအဖြစ်နဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့လူရင်းဖြစ်တဲ့နိုင်ငံတော်ကာကွယ်ရေးတပ်ကတော့နေပြည်တော်ចောင်းအုပ်ကြီး ဗိုလ်ချုပ်ဇော်မင်းလက်ကိုခန့်အပ်ထားတယ်လို့သိရပါတယ်။လက်ရှိထောင်ချခံရရတဲ့ကာကွယ်ဒူးဝင်ကြီးဗိုလ်ချုပ်အောင်လင်းထွန်းကိုတော့ပြီးခဲ့တဲ့မတ်လဒုတိယဘက်ကကြားဖြန့်ခေါင်းစဉ်နဲ့ပဲနေပြည်တော်မှာဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီစစ်ဗိုလ်ချုပ်များတင်စီခံရတဲ့ပိုင်ဆိုင်မှုအသေးစိတ်ကိုတော့မသိရှိရသေးပါဘူး။ပြီးခဲ့တဲ့လပိုင်းကနေပြည်တော်မှာနေထိုင်တဲ့အငိမ့်စားစစ်ဗိုလ်ချုပ်လဲဆဲဝင်ကြီးဟောင်းဦးမြင့်လိုက်ဖမ်းဆီးခံရပြီးတဲ့နောက်မှာစစ်ဗိုလ်ချုပ်များနဲ့ နာမည်ကျော်စီးပွားရေးလုပ်ငန်းရှင်တချို့ခေါ်ယူစစ်ဆေးခံနေရတဲ့တရင်တွေဇက်တိုက်ထွက်ပေါ်ခဲ့ကြောင်းတရင်ရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့စကိုင်းမြို့မှာအကြမ်းဖက်စစ်ကောင်စီရဲ့ဝန်ထမ်းအရာရှိအတိုင်းဝိုင်းကအမျိုးသမီးတအုပ်ကိုမရင်းမှုကျူးလွန်တဲ့ရက်ကွက်အုပ်ချုပ်ရေးမှုနဲ့ပြူစောတိနှစ်အုပ်ကိုစကိုင်းမြို့ကရဲတွေကဖမ်းဆီးခြင်းမရှိတဲ့အတွက်ကြောင့်နေပြည်တော်ကရဲများကလာရောက်ဖမ်းဆီးရတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် မေလ22ရက်နေ့သကိုင်းတောင်ပေါ်မှာစစ်ကောင်စီဝန်ထမ်းအရာရှိအတိုင်းဝိုင်းကအမျိုးသမီးတဦးဟာ၎င်းရဲ့ချစ်သူနဲ့ချင်းတွေ့နေတဲ့အချိန်သကိုင်းမြို့ပါရမီရက်ကွက်အုပ်ချုပ်ရေးမှူးပြူစောတိခေါင်းဆောင်ကျော်စိုးနဲ့ဇော်ကြီးတို့ကတနက်ထောက်ပြီးတော့ဖမ်းဆီးခေါ်ဆောင်သွားပြီးမရင်းပြူကျင့်ခဲ့တယ်လို့သိရပါတယ်။ပြစ်မှုကျူးလွန်ခံရတဲ့မိန်းကလေးကသကိုင်းမြို့ရဲစခန်းကိုတိုင်ကြားခဲ့တော့လဲအရေးယူခြင်းမရှိဘူးလို့သိရပါတယ်။ဒါကြောင့်မေလ25ရက်နေ့မှာနေပြည်တော်ကရဲများကအထူးကိစ္စရအနေနဲ့ မတိမှုကျွလွန်တဲ့ဇဂိုင်းပါရမီရက်ကွက်အုပ်ချုပ်ရေးမှုကြော်ဆိုးနဲ့ဇော်ကြီးတို့ကိုလာရောက်ဖမ်းဆီးသွားခြင်းဖြစ်တယ်လို့သိရပါတယ်။နေပြည်တော်ကရဲခွဲတွေလာဖမ်းသွားတာပါ။ကြော်ဆိုးကတောတာပန်ရက်ကွက်ကပါရမီအုပ်ချုပ်ရေးမှုနှုတ်ထွက်သွားတော့သူကအုပ်ကြီးဖြစ်လာတာပါ။ပါရမီကိုလာရင်တနက်ကန်ကိုရံတော်နှစ်ယောက်နဲ့လာတာဇဂိုင်းတောင်ပေါ်မှာပြူစောတိတင်တန်းပေးတာစခန်းချတာတွေရှိတယ်လို့ဇဂိုင်းမြို့နယ်သတင်းမှန်ကြံကြားရေးအဖွဲ့ကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ ARD တိုင်းမပူတော်မြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီကတပ်သားတဲ့စုဆောင်းရန်ဖိအားပေးခိုင်းစေမှုကြောင့်ကြာခွင်းရွာအုပ်ချုပ်ရေးမှုမန်းမျိုးထွန်းနိုင်ကျိုးဆွဲချပြီးတော့တတ်တည်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ25ရက်နေ့မနက်10:00နာရီကမှမပူတော်မြို့နယ်ကြာခွင်းကျေးရွာအုပ်ချုပ်ရေးမှုမန်းမျိုးထွန်းနိုင်ဟာအကြမ်းဖက်စစ်ကောင်စီကတပ်သားတဲ့စုဆောင်းရန်အတွက်ဖိအားပေးခိုင်းစေမှုတွေကြောင့်ကျိုးဆွဲချပြီးတော့ တက်သေးသွားတယ်လို့သိရပါတယ်။ကြာခွင့်ကြေးရွာအုပ်ချုပ်ရေးမှူးမန်းမျိုးနိုင်ထောမေလ25ရက်နေ့မနက်10:00နာရီမှာကျိုးဆွဲချပြီးတော့တည်ဆုံသွားတယ်။စစ်တပ်ရဲ့ PRP ခိုင်းစင်မှုတွေကြောင့်ကြောင်တောင်တောင်ဖြစ်နေရတာကနေပြီးတော့အဆုံးစီရင်တဲ့အထိဖြစ်သွားတာစစ်စစ်ချက်အတည်ပြုချက်လည်းထွက်လာပြီလို့သိရပါတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။လက်ရှိအချိန်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများဟာကြာခွင့်ကြေးရွာမှာရှိတဲ့၎င်းရဲ့နေအိမ်မှာရောက်ရှိနေပြီးတော့ပြည်သူများကိုစစ်ဆေးမှုများပြုလုပ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းချောင်းမြို့နယ်မုံရွာမန္တလေးလမ်းမှာပေါ်နှက်ရေကန်နဲ့ရေပိုးစားကန်ကြားမှာအကြမ်းဖက်စစ်တပ်ရဲ့တွဲကားရင်တန်းကိုမိုင်းဆွဲတိုက်ခတ်ရာစစ်သားတအုပ်တီဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ24ရက်နေ့ညနေ6:06မိနစ်အချိန်ကဝမ်ပေါင်ကုမ္ပဏီကနေပြီးတော့ကျင်းနီများကိုတင်ဆောင်ပြီးတော့ထွက်လာတဲ့ တွဲကားကိုးစီးဟာနိုင်ရကန်ဂိတ်မှာခိတ္တနားပြီးတော့မြင်းမူကိုဆက်လက်ထွက်ခွာလာတဲ့အချိန်ငါးစီးမြောက်တွဲကားကို၆ဦးမြို့နယ်နိုင်ရကန်နဲ့ရေပိုးစားကန်ချားမှာပရိဒါမိုင်း၅လုံး၈စီးမြောက်တွဲကားကိုပရိဒါမိုင်း၃လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ် ဖိဖိမိမိတိုက်ခိုက်နိုင်ခဲ့တာရှစ်စည်းမြောက်တွဲကားကခေါင်းမိုးပါလန်ပြီးတော့ထိုးရက်သွားတယ်ခဏလောက်ရက်သွားပြီးတော့မှပြန်ပြီးဆက်မောင်းသွားပါတယ်အဲ့ဒီကားပေါ်ကစစ်သားနှုံးအပြင်းထန်ဒဏ်ရာရပြီးတဦးတည်တယ်လို့တိကျတဲ့သတင်းအင်းမျက်စီကနေပြီးတော့ရထားပါတယ်အပြန်လန်ပြစ်ခတ်မှုတော့မဖြစ်ခဲ့ဘူးသူတို့ဘက်ကတော့လက်နက်ကြီးလက်နက်ငယ်တွေနဲ့ရန်တမ်းပြစ်ခတ်တာတွေရှိတယ်လို့ People Defense Force South မုံရွာကဒေါင်းကာရန်ကပြောဆိုခဲ့ပါတယ် မိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက်မှာရေပိုးစာကန်ကျေးရွာမှာရောက်ရှိနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့လမ်းပိုင်းကင်းချထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကနှစ်ဖက်ညှက်ပြီးတော့လမ်းနဲ့ကြီးလမ်းနဲ့ငယ်များနဲ့ ပြစ်ခတ်တိုက်ခိုက်ခဲ့တော့လဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုမုံရွာခရိုင်အမှတ်၁၁တိုင်ရင် People Defense Force South မုံရွာတပ်ခွဲ၁၊ရွေဦးလူငယ် People Defense Force တော်သားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မြင်းမူ Local Defense Force Pentagram နဲ့မြန်မာ Islam အထူးကွန်မန်ဒိုတပ်ဖွဲ့တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။မုံရွာခရိုင်အမှတ်၁၁တိုင်ရင် People Defense Force စောက်ပုံရွာအနေနဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဆက်လက်ပြီးတော့ခြေမုံတိုက်ခိုက်နိုင်ရန်အတွက်ခဲယမ်းများစွာလိုအပ်လျက်ရှိပြီးပြည်လဲဖြည့်တင်းရန်အတွက်ရန်မုံငွေအခက်ခဲများစွာနဲ့ရင်ဆိုင်နေရတဲ့အတွက်ပြည်သူများကဝိုင်းဝန်းကူညီပံ့ပိုးပေးကြပါရန်မြစ်တာရက်ခံထားကြောင်းတင်ပြရရှိပါရခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ်တရင်ကတော့တနင်္လာရီတိုင်းတရက်ချောင်းမျိုးပန်းတော်ရက်ွက်တန်တရာထိတ်မှရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ဂိတ်စခန်းကိုဝင်ရောက်တိုက်ခတ်ရာစစ်ကောင်စီတပ်သား9ဦးသေဆုံးသွားတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်မေလ25ရက်နေ့မနက်9:55မိနစ်အချိန်ကန်းက6:55မိနစ်အထိကို တရချောင်းမြို့ပန်းတော်ရက်ကွတန်တရာထိတ်မှာရှိတဲ့အချမ်းဘတ်စစ်ကောင်စီတပ်သားနဲ့ပူစောထီးများပူးပေါင်းပြီးတော့မတရားငွေကြေးကောက်ခံနေတဲ့ပန်းတော်ဂိတ်စခန်းကိုတော်လိုင်းပူးပေါင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအချမ်းဘတ်စစ်ကောင်စီတပ်သားနဲ့ပူစောထီး9ဦးသေဆုံးက6ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့တော်လိုင်းပူးပေါင်းတပ်ဖွဲ့ကရဲဘော်များကတော့အထိခိုက်မရှိဘဲအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ကျွန်တော်တို့လက်နက်တွေတော့တင်းစီရမိတာမရှိပါဘူး။မြို့ထဲမှာဆိုတော့စစ်ကူမြန်လို့ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဒေါင်းညီအောင်စစ်ကြောင်းကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။၎င်းတိုက်ခိုက်မှုကိုတပ်မဟာ6တရဲ29ကော်တူလေးအာမီ KDLA နဲ့ဒေါင်းညီအောင်စစ်ကြောင်းတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။ဒေါင်းညီအောင်စစ်ကြောင်းဟာစစ်ရေးလှုပ်ရှားမှုများကိုအရှိန်ဟုန်မြင့်ပြီးတော့ဆောင်ရွက်မှာဖြစ်တဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့စစ်ကောင်စီတပ်စခန်းစစ်ကောင်စီအုပ်စုနဲ့နှိစက်တဲ့နေရာများကိုမဖြစ်မနေဖြတ်တန်းသွားလာရမယ်ဆိုပါကစစ်ရေးသတင်းရှိစွာနဲ့ဖြတ်တန်းသွားလာကြရန်ဒေါင်းညီအောင်စစ်ကြောင်းကနှိုးဆော်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ်တရင်ကတော့ရှမ်းပြည်နယ်တောင်ပိုင်းပဟုတ်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသစီဆိုင်မြို့နယ်မှာနေရက်ကိုပြန်ရင်းနဲ့ပျောက်ဆုံးသွားတဲ့စစ်ဘေးရှောင်လူဦးရေပေါင်းအယောက်60ကျော်နေပြီဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်စီဆိုင်မြို့နယ်ကနေတောင်ကြီးညောင်ရွှေပင်လောင်စတဲ့မြို့နယ်တွေကိုစစ်ဘေးရှောင်ရာကနေခံမန်းကြီးဖေဖော်ဝါရီလလယ်လောက်ကနေရက်ကိုပြစ်စည်းပြန်ယူရင်းနဲ့ ်ပျောက်ဆုံးသွားတာလို့ပြောဆိုခဲ့ကြပါတယ်ပျောက်ဆုံးသူတအုပ်ရဲ့မိသားစုဝင်တအုပ်ကမတွေ့ရရင်တော့မသေလားရှင်လားသိကျင်တယ်လေနော်ဖမ်းသွားတယ်ဆိုရင်လည်းဖမ်းသွားတယ်ပေါ့အ ਨੇ ဆုံးတော့ဩသူအသက်ရှင်နေသေးပါလားဆိုပြီးတော့ဖြေလို့ရတာပေါ့သေပြီဆိုရင်လည်းဆွန့်တုတ်လို့ရတာပေါ့အခုကဘာမှမသိရသေသွားတယ်ဆိုရင်လည်းမသိလို့ဆွန့်မတုတ်မိရင်လည်းမကျွတ်မလောက်ကဖြေအောင်မယ်မသေးဘဲနဲ့ဆွန့်တုတ်မိရင်လည်းမဟုတ်သေးဘူးလေလို့ပြောဆိုခဲ့ပါတယ်အေးတရာမျိုးမှာဆေဘေးရှောင်ရံကနေဖေဖော်ဝါရီလမှာလူငယ်၃ဦးစီဆိုင်မျိုးကိုစောင်းတဲ့အဝတ်အစားတွေပြန်ယူဖို့ ပြန်သွားရကနေပြီးတော့ပျောက်ဆုံးနေပြီးဟိုခဲဖုန်ကြီးကျောင်းလမ်းသုံးခွအိမ်အနီးမှာမေလ22ရက်နေ့ကအသက်ခံထားရပြီးတော့မြေမြုပ်ထားတဲ့အလောင်းတွေဖော်ရကနေပြီးတော့တွေ့ရှိခဲ့ရတယ်လို့သိရပါတယ်။ပျောက်ဆုံးသွားတဲ့သူတွေဟာစီဆိုင်မြို့ပေါ်ရက်ွက်တွေဖြစ်တဲ့မင်္ဂလာ၊ဟိုခဲ၊တီရိ၊မြကန်သာ၊အောင်ချမ်းသာ၊အောင်တပြေစတဲ့ရက်ွက်တွေအပြင် ကြေးရွာတွေဘက်ကလည်းတချို့ပါဝင်ပြီးအသက်20ကနေပြီးတော့30ဝန်းကျင်ကြားအမျိုးသားတွေအများဆုံးဖြစ်တယ်လို့စစ်ပေးရှောင်တွေစီကနေပြီးတော့သိရပါတယ်။စီဆိုင်ကနေပြီးတော့စစ်ပေးရှောင်လာတဲ့သူတအူးကလူတွေကလည်းပြန်တော့ကြိတော့ကြိနေကြတာပဲ။အိမ်ပြန်ကြိတဲ့သူလည်းကြိပေါ့။တချို့ကတော့လည်းအိမ်ပြန်ကြိမယ်ဆိုပြီးတော့ပျောက်သွားတာပေါ့။မတွေ့တော့ဘူးပေါ့။ဒါပေမဲ့ပျောက်တယ်ဆိုလဲဒီကသူတွေကပြန်မလာတော့ဘဲနဲ့ပျောက်တယ်ပြောတာ။ဘသူမှလည်းသွားပြန်ပြီးတော့လိုက်မကြည့်ရဲဘူးလေ။ဘာမှမလုံခြုံမှုမရှိတာဟုတ် ပြီးရင်လည်းဘသူ့ကိုသွားတိုင်လို့တိုင်ရမမ်းမှမသိတာတိုင်စရာလည်းမရှိဘူးလေလို့ပြောဆိုခဲ့ပါတယ်ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့စစ်ပေးဆောင်အရေးကိုကုညီဆောင်ရွက်ပေးနေတဲ့သူကိုမေးမြန်းကြည့်ရမှာတော့မြေမြုံမိုင်းနင်းမိတာလက်နက်ကြီးထိတာပို့အပ်ပြည်သူစစ် PNA ကဖမ်းဆီးပြီးတော့တပ်ဖြတ်တာနဲ့ပေါ်တာဆွဲခံရတာဒီကြောင့်ဖြစ်နိုင်ပြီးတော့တေဆုံးသွားတဲ့သူတွေကိုဘသူဘဲခွာမမ်းမသိဘဲနဲ့အလောင်းတွှစ်ရှိတဲ့သူတွေကမြေမြုပ်တကြိုလိုက်တာလည်းဖြစ်နိုင်တယ်လို့ပြောဆိုခဲ့ပါတယ် တီဆိုင်တိုက်ပွဲစတင်ခဲ့တဲ့ဇန်နဝါရီလ22ရက်နေ့ကနေမေလ18ရက်နေ့အထိစစ်ကောင်စီ PNA ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေကလက်နက်ကြီးနဲ့လေကြောင်းပစ်ခတ်တိုက်ခိုက်မှုမြေမြုံမှဖမ်းဆီးတပ်ဖြတ်မှုစတာတွေကြောင့်အရသာပြည်သူ69ဦးတေဆုံးက68ဦးဒဏ်ရာရရှိခဲ့ပြီး6တန်းခွဲနီးပါးထွက်ပြေးတိမ်းရှောင်နေရတယ်လို့ PYO ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ